Get stuck. Luckily, the he gets stuck. Wiggly, this is Abbotree Farm. This is Mrs. Boot, the farmer. She has two children called Poppy and Sam, and a dog called Rusty. Taro, Pandibi Uyin Chani Pipare. Tilema, Madayanidaro, Mrs. Boot, no? Dangumai, Mrs. Boot. သူ့စီမှာကလေးလေးနှစ်ယောက်ရှိတယ်မမဖော်ပီနဲ့ကိုကိုစံလို့ဖြစ်တယ်နော်တိတ်ဆော့တာပဲနော်သူတို့စီမှာချစ်တော်ခွေးကလေး rusty ဆိုတာရှိတယ်ဒီမှာတိုင်လေးနဲ့ क्वे တယ်လို့ဖြစ်နေအညိုရောင်ခွေးကလေးနော်သူတို့ကအပင်နေလဲစိုက်တယ်တရိတ်ဆန်လေးတွေလည်းမွေးတယ်နော်သူတို့ဥယင်ခြံထဲမှာသူတို့ကထွန်ဆက်တွေလည်းရှိတယ် On the farm there are six pigs the pigs lives in a pan with a little house. The smallest piece is called Curly. သူရဲ့ဥယျာဉ် channel မှာ work ကလေး6កောင်ရှိတယ်။ work ကလေးတွေကသူရဲ့ work channel မှာနေတယ်။သူတို့စီမှာအိမ်တီးတီးလေးတစ်လုံးနဲ့ရှိသေးတယ်။အဲ့ဒီ6កောင်ထဲမှာမှာအသေးဆုံး work ကလေးနာမည်က Curly လို့ခေါ်တယ်တဲ့နော်။ Curly လေးကဘာမှလဲအသေးဆုံး work ကလေးကအဝေးဆုံးအစာစားတဲ့ နော်ခွက်ကြည့်ရဟိုးအစွန်လေးမှာအဲ့ဒါခါလီလေးနော်တေးသေးလေး What mummy you are ain't တလား It is time for breakfast Mrs. Boot gives the pigs their breakfast but Kali is so small he does not get any ဒါတော့မနေ့ကစားတဲ့အချိန်ပဲဝက်ကလေးတွေအစာစားဖို့ Mrs. Boot ကလာပြီးတော့အစာတွေကိုသူတို့စားတဲ့အစာခွက်ထဲကိုနော်ထည့်ပေးတယ်နော် အဲစခွက်လို့လည်းခေါ်တယ်နော်အဲ့လိုမျိုးအဲ့ဒီအချိန်မှာတဲ့ခါလီလီယာတဲ့အကောင်သိန်းလုံးတော့တဲ့လူစားတဲ့နေမှာသူဝင်တိုးလို့မရဖြစ်နေတယ်တဲ့ဒါခါလီလီယာအနောက်မှာနော်မျက်မျက်စိမျက်နှာပြည့်ရပြီးတော့နောက်မှာကြံနေတယ်ခါလီ is hungry he looks for something else to eat in the pan then he finds a little gap under the wire ခါလီယာတဲ့ဘာအရန်စားနေတာဗောတဲ့ခုနကသူကလူပြီးတော့လည်းမစားနိုင် မတိုးနိုင်တော့လေ အဲ့ဒါနဲ့ तू ကသူတို့ရဲ့ web channel မှာဗားရီများစားကြရှိမယ်လို့ဟိုကြည့်တချီလိုက်ကြည့်တဲ့အချိန်မှာတဲ့သူတို့ရဲ့ chance ဆီယိုဝါယာဂျိုးလေးတွေရာတဲ့နည်းနည်းဟာနေတဲ့နေရာလေးတွေ့ပါတယ်အဲ့ဒါနဲ့ तू ကအဲ့ဒီဝါယာဂျိုးအောက်ကနေမှရှော့ပြီးတော့ထွက်သွားလိုက်တယ်သူဗိုက်စာနေတာအဓိကကြတာပေါ့နော် Kali is out he squeezes through the gap under the wire he is out in the farmyard အဲ့ဒီလိုနဲ့ပဲတဲ့ခါလီလေးကအပြင်ရောက်သွားတယ်တဲ့ဘာလို့လဲဆိုတော့ခုနဟနေတယ်ဝါဂျူအောက်ကနေထွက်ပြီးတော့သူရှောက်သွားတာပေါ့နော်ဖာမရဆိုတော့ဒီသူတို့ရဲ့ယာကွင်းတရိတ်ဆန်နေမွေးထားတဲ့ကွင်းမြင်တခုမှသူဥချေဥတရာဘိုက်စားတဲ့အတိုင်းသူရှောက်သွားပြီးရှောက်ကြည့်ရှောက်ရှာတာမစားစရာအဲ့လိုနဲ့ပဲသူကနွားတွေရှိတဲ့စီလဲရောက်တဲ့သဘောရှိတယ်စိတ်တွေစားနေတယ်ကာယောကြောက်တွေစီလဲသူရောက်တယ်မြင်းနေစားတဲ့စီလဲသူရောက်တယ်ဒါပေမဲ့အဲ့ဒီ သူတို့စားတဲ့အရာတွေက तू တိတ်မစားတတ်ဘူးနဲ့တူရဲ့ तू तू စားခြင်းတဲ့အရာ तू လိုက်ရှာပါတော့။ तू စားလေစားထားမရှိတဲ့နွားစားတွေက तू မစားတတ်ဘူး။တိုးစားတွေကလည်း तू မစားတတ်ဘူး။စိတ်တည်မဟုတ်ဘူးနော် sorry အဲ့ဒါတိုးတွေ။တိုးစားတွေလည်း तू မစားတတ်ဘူး။မြင်းစားလည်း तू မစားတတ်ဘူးလေ तू လှုပ်ရှားသွား။ဘဲငန်းတွေမွေးထားရစီလည်း तू ရောက်သွားတယ်။ He meets lots of other animals in the farmyard. Which breakfast would he like to eat? သူပါစားလို့ရမလဲဆိုတော့တခြားဒိဆန်နေရှိရစီလိုက်နှုတ်ဆက်ရင်လည်းရောက်သွားတယ်တဲ့အဲ့ဒီလိုနဲ့တဲ့သူနောက်ဆုံးတော့ဗေနာတိရောက်လာလဲဆိုတော့ကြက်တွေစားတဲ့အစာနာတိရောက်လာတယ်တဲ့ကြက်တွေကတော့ဒူးဆန်းနာကတော့တစ်သားချံလေးခတ်ပြီးတော့ထားတာနော်ကြက်တွေကြတော့လွတ်လွတ်လပ်လပ်လွတ်ထားတာမဟုတ်လားအဲ့မှာသူသွားပြီးတော့ချောင်းကြည့်နေတယ်တဲ့နော်ဟာနေတယ်တစ်သားကြက်လေးဟာတဲ့နေရာနားနေသွားချောင်းကြည့်နေတော့ခေါလီလေးကလေကြက်စာတွေကိုသွားချောင်းကြည့် Kali wants the hands breakfast. He thinks the hands breakfast looks good. He squeezes through the gap in the fence. ခါလီရတဲ့နောက်ဆုံးတော့ဒီကြက်တွေစားနေတဲ့ကြက်စာကိုတဲ့သူစားကြည့်စိပောက်သွားတယ်အဲ့ဒီကြက်စာကိုကြည့်ရတာ looks good ကြည့်လို့ကောင်းတယ်တဲ့နော်အဲ့ဒါနဲ့တဲ့တက်သားကြားဟနေတဲ့ဒီအဟချန်စီယိုကြားလေးကိုသူဝင်ပြီးတော့တိုးဝင်နေတယ် Hali's tried it. The hand's food is so good. He gobbles it all up. The hands are not pleased. Kalia တဲ့ကြက်စာတွေကိုစားကြည့်တယ်တဲ့။ထင်းတဲ့အတိုင်းပဲတဲ့။စားလို့လည်းတော်တော်ကောင်းနေတဲ့။အဲ့ဒါနဲတဲ့။ तू အကုန်လုံးပဲရှောက်စားလိုက်တယ်တဲ့။ तू ကြီးကဝင်စားနေတဲ့ခါကျတော့ကြက်တရားတဲ့။ तू တော်တော်လေးတဲ့။မကြည်မချမ်းတော့ဖြစ်နေတာပေါ့တဲ့။တိတ်မကြိုက်ဘူးပေါ့နော်။ဒါမဲ့လည်းဘာမှလည်းပြန်မလုပ်ရဘူး။ဝက်ဖြစ်နေတာအောင်နော်။ ဘက်ကကြက်ထက်ဆိုင်ဟိုအကောင်ကြီးတလို့ယုံတလို့ဖြစ်နေတော့သူတို့လည်းအံ့ဩပြီးတော့လန့်နေတာပေါ့နော် Mrs. Boot sees Carly Carly hears Mrs. Boot shouting at him What are you doing in the hands run Carly Mrs. Boot အဲ့လိုနဲတဲ့ Carly ရတဲ့ချက်ချန်နဲ့ရောက်နေတာကိုတွေ့သွားပြီးတော့လှမ်းအောင်လိုက်တယ်။ဘာလာလောက်တာလဲတဲ့ချက်ချန်နဲ့ကိုခါလီဆိုတော့လှမ်းအောင်လိုက်တယ်တဲ့။နော် ဲ့ချိန်မှာခါလီလည်းလန့်ပြီးတော့ Mrs. Boo ရောက်လာမှသိပါ Rusty ကလည်းလာချောင်းကြည့် He runs to the fence. He tries to squeeze through the gap. But he has eaten so much breakfast. He is too fat. သူရဲ့ရုတ်တရက်ထွက်ပြီးတော့တဲ့သူဝင်လာတဲ့ခြံစည်းအဟလေးပဲကိုလှည့်ပြီးတော့ပြန်ပြေးတာပေါ့တဲ့သူရဲ့ဝင်လာတဲ့အဟအပေါက်လေးကနေပဲစူးစမ်းပြီးပြန်ထွက်ဖို့လုပ်တယ်ဒါပဲမဲတဲ့ သူဟာတဲ့မနှက်စာတွေစားပြီးတော့ဘိုက်ထဲမှာပြေးနေတော့ဘိုက်ကြီးကဘူးနေတဲ့ခါကျတော့သူဝင်လာတဲ့ chance ရောပေါက်ကျင်ကျင်လေးနဲ့သူကမဆန့်အောင်ပြေးနေပြန်ထွက်ဖို့ဟာတက်နေတယ်ပေါ့နော်အဲ့လိုကြီးဖြစ်နေတာတဲ့ Carly stuck he pushes and pushes but he can move he is stuck in the fence Carly လေးအမှတက်နေတော့ပြီတဲ့ သူတွန်းမိတယ်ယုံတယ်တွန်းတယ်ဒါပေမဲ့ဆက်ပြီးတော့လည်းမလုံနိုင်တော့ဘူးတဲ့သူကတဲ့နောက်ဆုံးတော့ခြေကားရလက်ကားရနဲ့ခေါင်းအထွက်ပြီးကိုလုံးကြီးကကျန်ပြီးတော့အဲ့ဒီ fans မှာတင်တဲ့ chance ဇီယိုလေးမှာနော်အဲ့ချိန်မှာ Mrs. Bruto Rusty တို့ Poppy တို့ Sam တို့က hands band တွေကိုယောက်လာနော်ကြက်ချန်လေးတွေကိုယောက်လာပြီးတော့မမ Poppy ဆိုလက်ညှိုးထိုးပြီးတော့ရီးနေတယ်လားအာမာကြီးအာ Sam ကအော်နေနော် နော် Mrs. Bu ကတော့ကားထောက်ပြီးတော့သူ့ကိုอืมဆိုပြီးတော့เนาะစိတ်ဆိုးတလို့လို့နဲ့စူးကျင်တလို့လို့လောက်နေတလား They all push Mrs. Boots, Poppy and Sam all push Curly. He squeals and squeals. His sides hurt. သူတို့အားလုံးဝိုင်းပြီးတော့တွန်းပေးရရှာတယ်တဲ့နော်ဆုံးတော့เนาะ Mrs. Boot က Sam က Poppy ကတဲ့ Curly လေးကိုတွန်းပြီးတော့မအားပြီးတော့ထုတ်ပေးရတယ်တဲ့သူလဲတဲ့ယုံပြီးတော့ တွန်းပြီးတော့ထွက်နေတာပဲဒါနဲ့သူ့ရဲ့ဘေးသားလေးတွေကိုလုံးလေးတွေတော့မှနည်းနည်းနာကျင်မှုဖြစ်လာသေးတယ်ဂါလီလေးခင်ဗျာနော် Kali is out then with the grand Kali pops through the fence he's out he's out shouts Sam အဲ့လိုနဲ့ပဲတဲ့ခါလီလေးကနောက်ဆုံးတော့သူတို့ဝိုင်းတွန်းပေးလိုက်မှပြီးတော့ဝိုင်းတွန်းပေးလိုက်တော့အပြင်ကိုထွက်ကြသွားတော့တယ်တဲ့နော် ူထွက်သွားပြီသူထွက်သွားပြီလို့ဆမ်ကအော်ပြီးတော့ပြောလိုက်တယ် He is safe now Mrs. Pooh picks up Curly Poor little pig she says and she carries him back to the pig pen ခါလီအခုတော့ safe ဖြစ်ပါပြီတဲ့အန်ဒီရမရှိတော့ဘူးဆိုပြီးတော့ Mrs. Pooh ကသူ့ကိုချီမလိုက်တယ်တဲ့ တော်တော်ဆိုးတဲ့ဝက်ကလေးတဲ့တနာကြလည်းကောင်းတယ်တဲ့အကောင်တိတိလေးဆိုတော့တဲ့နော်သူ့ကိုပြန်ပြီးတော့ချီမပြီးတော့ဝက်တွေထားတယ်ဝက်စကြက်ကလေးပေါ့နော်ဘယ်လိုခေါ်အဝက်ချံလေးကိုသူတို့ပြန်ပြီးတော့ခေါ်သွားပြီးမယ်တဲ့ Kali is happy. Tomorrow you shall have lots of breakfast, she says. And Kali was never ever hungry again. Kali, a kuro, သူရဲ့မိမိတို့ကိုကိုရရှိတဲ့ဝတ်ချန်လေးတွေကိုပြန်ရောက်လာပြီတဲ့နော် မနှက်ပြန်ကြလို့ရှင်တဲ့မင်းတို့စားဖို့ breakfast ပို့ပြီးတော့များများလုပ်ပေးမယ်တဲ့ခါလီလေးနောက်တစ်ခါ ဘယ်တော့မှအဲ့လိုဘိုက်စားပြီးသူများစီရအစာတွေသွားပြီးတော့လုပြီးတော့ယူစားစီရမလိုတော့လောက်အောင်လုပ်ပေးမယ်လို့ Mrs. Food ကပြောလိုက်တယ်အားလုံးကပြုံးပြုံးနေတယ်ခါလီလေးပြန်ဟုတ်လာတော့ဝက်မီတာဆိုတာကြည့်ပြီးတော့အံ့ဩနဲ့ဘယ်ကိုထွက်သွားလဲဆိုပြီးတော့နော်ဒီနေ့စာအုပ်လေးကတော့ဒါပါပဲ